မင်္ဂလာပါရှင်ခစ်တင်ယူ channel မှာထေတန်းရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်ပရောက် NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးမြန်မာနိုင်ငံအတွင်းသို့ပြန်လည်အခြေချကပြည်သူလူထုဤကျန်းမာရေးနဲ့ပညာရေးဆိုင်ရာများအတွက်လှုပ်ဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုသည့်ပြည်ပတွင်ရောက်ရှိနေရမှမိခင်မြန်မာနိုင်ငံအတွင်းသို့ပြန်လည်ဝင်ရောက်သွားပြီဖြစ်ပြီးပြည်ပရောက် NUG ဝန်ကြီးတဦးအနေဖြင့်မြန်မာနိုင်ငံအတွင်းသို့အပြီးပြန်လည်အခြေချကပြည်သူလူထု၏ကျန်းမာရေးနှင့်ပညာရေးဆိုင်ရာလုပ်ငန်းများလှုပ်ဆောင်နေကြောင်း NUG ကအတည်ပြုပြောဆိုပါသည် တရင်ဌာနကပြည်ပမှမိခင်မြန်မာနိုင်ငံသို့အိမ်ပြန်ခဲ့ပြီးဖြစ်သော NUG ဝင်ကြီးဒေါက်တာဇော်ဝေစိုးကိုမှတ်ချက်ပေးရန်ဆက်သွယ်ခဲ့ရာဒေါက်တာဇော်ဝေစိုးအိမ်ပြန်ပြီပေါ်ဟုပြည်လဲဖြေဆိုသွားပြီးပြည်ပသို့ပြည်လဲထွက်ရန်မရှိတော့ကြောင်းမှတ်ချက်ပြုပြောဆိုပါရယ် ။ပြည်ပတွင်ရောက်ရှိနေသည့် NUG ပညာရေးနှင့်ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုသည့်မြန်မာနိုင်ငံအတွင်းသို့အပြီးပြန်လည်ဝင်ရောက်ကကျန်းမာရေး CDN နိုင်ငံဝန်ထမ်းများအရက်ဖက်ကျန်းမာရေးဝန်ထမ်းများကျန်းမာရေးစေတနာဝန်ထမ်းများတော်လန်ရေးရဲဘော်များနှင့်တွေ့ဖက်၍ပြည်သူလူထု၏ကျန်းမာရေးဆောင်ရှားမှုလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။ ကျမ်းမာရေးဝန်ကြီးဌာနအနေနဲ့အရက်သားပြည်သူတွေရဲ့ကုသရေးတွေမဟုတ်ပဲတိုက်ပွဲတွေမှာတန်ရာရတဲ့ PDF တွေကိုကုသရေးအတွက်ပါ MOD နဲ့ပေါင်းလုပ်နေတာတွေရှိပါတယ်။ဆရာကြီးကဝန်ကြီးဌာနလုပ်ငန်းတွေအားလုံးကိုပြည်တွင်းမှာပဲအခြေစိုက်ပြီးလောက်ကင်ဆောင်ရွက်နေပါတယ်ဟု NUG မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ ပြည်ပတွင်ရောက်ရှိနေတဲ့ NUG ဝင်ကြီးများအစိုးရတာဝန်ရှိသူများအနေဖြင့်မြန်မာနိုင်ငံအတွင်းသို့ပြန်လာရန်ယခုနှစ်ဇန်နဝါရီလတရက်နေ့တွင်ယာယီသမရဒူဝါလက်ရှိလကဖိတ်ကျော်ခဲ့ပြီးနောက်ဆရာကြီးဒေါက်တာစောဝေဆိုမှပထမဆုံးပြည်တွင်းသို့အပြီးပြန်လည်ဝင်ရောက်ခဲ့တဲ့ NUG ဝင်ကြီးတဦးလည်းဖြစ်ပါတယ်။ အန်ယူဂျီဝင်ကြီးဒေါက်တာဇော်ဝေစိုးသည်ပြည်ပတွင်ရောက်ရှိနေစဉ်နိုင်ငံတကာကျန်းမာရေးနှင့်ပညာရေးညီလာခံများတွင်တက်ရောက်ဆွေးနွေးဟောပြောမှုများဆောင်ရွက်ခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရ၏မူဝါဒများနှင့်မြန်မာပြည်သူများ၏နှွေဦးတော်လှန်ရေးကိုနိုင်ငံတကာကသိရှိစေရန်ဆောင်ရွက်ခဲ့ကြောင်းအန်ယူဂျီကပြောဆိုပါသည် ဆက်လက်ပြီးစစ်ကောင်စီကိုတတ်ဆိုးရှည်စီသောကြောက်ဖြူမျိုးရှိတရုတ်စီမံကိန်းများဤအနာဂတ်တည်အေးအေးအပေါ်တွင်မူတည်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရရှင်။ရခိုင်ပြည်နယ်တွင်မြို့နယ်သုံးခုကထိန်းချုပ်နိုင်တော့တဲ့စစ်ကောင်စီကိုတတ်ဆိုးရှည်စီသောကြောက်ဖြူမျိုးရှိတရုတ်စီမံကိန်းများဤအနာဂတ်တည်အရက်ကတက်တော့အေးအေးအပေါ်မူတည်နေကြောင်းရခိုင်ရင်းနှံစောင့်ကြည့်ရေးအဖွဲ့ AWO ထံမှသိရပါရယ်။ ကြောက်ဖြူမျိုးနယ်သည်စစ်ကောင်စီတပ်ရှိနေသေးသည့်ရခိုင်ပြည်နယ်ရှိမျိုးနယ်၃ခုအနက်တစ်ခုဖြစ်ပြီး၎င်းသည်ရခိုင်ပြည်တွင်တိုက်ပွဲဤရလဒ်တက်ရောက်မှုသာမကတနိုင်ငံလုံးအတွက်လည်းအရေးပါသောစီးပွားရေးနှင့်နိုင်ငံရေးကဏ္ဍတွင် ရှိနေကြောင်းသိရပါသည်စစ်ကောင်စီကရခိုင်ရွှေဂတ်ရောင်းချမှုအပါအဝင်ရေနံတင်ပို့မှုတွေကနေတစ်နှစ်ကိုဒေါ်လာ985သန်းအထိရနေတယ်ဒါကစစ်ကောင်စီကိုတတ်ဆိုးရှည်စေတယ်ဟု AOWE ပြောရေးဆိုခွင့်ရှိသူဂျော့ကိုင်ခိုင်ကတင်ဒင်းဌာနသို့ပြောပါသည် တရုတ်နိုင်ငံသို့ကြောက်ဖြူမျိုးမဒီကျော်ရှိပင်လယ်ရေနဲ့စိတ်ကမ်းမှာရေနံပို့ဆောင်များနဲ့ ပိုက်လိုင်းများမှတဘာဝဓာတ်ငွေတင်ပို့ရောင်းချမှုများသည့်နှစ်စဉ်တန်ဖိုးအပြင်ခန့်မှန်းချီအမေရိကန်ဒေါ်လာ9ဘီလီယံတရှိပြီးထို့အထက်မှာစစ်ကောင်စီကဝင်ငွေရရှိနေခြင်းဖြစ်ပါတယ်အာရကတတော် AA သည်ပြီးခဲ့တဲ့2024ခုနှစ်အစောပိုင်း၌ပင်ကြောက်ဖြူမြို့ကိုဝင်ရောက်၍ကျေးရွာအုပ်စုပေါင်း54ခုအနက်90အုပ်စုအပြင်ရခိုင်ပြည်နယ်ရှိမြို့နယ်14မြို့ကိုလည်းထိန်းချုပ်ထားကြောင်း AWOE အစီရင်ခံစာအရသိရပါဗျာ။ လက်ရှိတွင်မြို့တော်စစ်တွေမန်းအောင်ကျောင်းနယ်ကြောက်ဖြူမြို့နယ်ဤအစိတ်အပိုင်းငယ်ကိုသာစစ်ကောင်စီကထိန်းချုပ်ထားနိုင်ပြီးယခု2025ခုနှစ်ဖေဖော်ဝါရီလမှစ၍တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကစစ်ကောင်စီကအင်ချီ200ခန့်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်ထို့သောတိုက်ပွဲများဖြစ်ပွားနေတော့လေတဘာဝတံငွေနဲ့ရေနံစီမံကိန်းညာထုတ်လုပ်မှုတရုတ်နိုင်ငံတို့တင်ပို့မှုများသည့်ယနေ့အချိန်ထိအတားအဆီးမရှိဆက်လက်လဲပတ်နေသလိုအေအေတွင်လည်းတိမ့်ပိုင်နိုင်သောစီးရင်အင်အားအပြည့်ရှိနေကြောင်းသိရပါတယ် ကြောက်ဖြူမျိုးကိုအေးအေးသိမ့်ပိုက်လိုက်ပါက20မီလီကန်ဒေါ်လာ985တန်းကျော်ရှိနေသောနိုင်ငံသားငွေအရေးမြင့်များကိုရရှိနေသည့်စစ်ကောင်စီအတွက်ဝင်ငွေထိခိုက်နိုင်ငံရေးကုန်သိက္ခာကျဆင်းနိုင်ကြောင်း AOWE ပြောရေးဆိုခွင့်ရှိသူကထောက်ပြပါရယ်။ရှင်းအပြင်မျိုးတစ်မျိုးလုံးနဲ့စီမံကိန်းတွေအားလုံးကိုအေးအေးကဝန်းရံပိတ်ဆို့ထားသဖြင့်ကြောက်ဖြူမျိုးနဲ့ရှိတရုတ်စီမံကိန်းများအပါအဝင်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏အနာဂတ်သည်အေးအေးအပေါ်အများကြီးမူတည်နေကြောင်းသိရပါရယ်။ ထို့ကြောင့်တရုတ်အစိုးရအနေဖြင့်စစ်ကောင်စီကိုထောက်ပံ့ပေးမှုပုံမလုံးလာမည်ဆိုလျက်မြန်မာနိုင်ငံရှိတရုတ်ယင်းနှီးမြုံနှံမှုစီမံကိန်းများအပါအဝင်ကြောက်ဖြူမှာရေနံနဲ့တဘာဝဓာတ်ငွေပိုက်လိုင်းများအချိန်မရွေးအန္တရာယ်ကြားရောက်နိုင်ကြောင်း AOW ကဆိုပါတယ်မြန်မာနိုင်ငံမှာရေနံနှင့်သဘာဝဓာတ်ငွေ့တင်သွင်းမှုများသည့်တရုတ်နိုင်ငံ၏ကမ္ဘာလုံးဆိုင်ရာရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့တင်သွင်းမှုစုစုပေါင်း200ခန့်သာရှိတော်လဲကြောက်ဖြူသည့် အိန္ဒိယသမုဒ္ဒရာတွင် တရုတ်နိုင်ငံ၏ BRI Bad and Road Indicated အတွက်များစွာအရေးပါကြောင်းသိရပါသည်။ ဆက်လက်ပြီးစကခ21အပါဝင်မမော်မျိုးရှိစစ်ကောင်စီလက်ကျန်စခန်းအလုံးကို KIA ပူးပေါင်းတဲ့ယနေ့တပြိုင်တည်းထပ်မံထိုးစစ်ဆင်စစ်ကောင်စီကဖားကန်ဒေသပြန်လည်ထိန်းချုပ်နိုင်ရေးအင်အားအများပြားဖြင့်ထိုးစစ်ဆင်၍တိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်များကမမော်မျိုးရှိစစ်ကောင်စီလက်ကျန်စခန်းအလုံးကိုယနေ့ April 25ရက်နေ့နဲ့အစောတွင်တပြိုင်တည်းထိုးစစ်ဆင်နေကြောင်းစစ်ရေးသတင်းရင်းမြစ်များကပြောပါရယ်။ KIA ဦးဆောင်တဲ့ပူးပေါင်းတပ် က်ကဧပြီ25ရက်နနက်4:00ခွဲမှစ၍ထိုးစစ်ဆင်ခဲ့ရာတိုက်ပွဲပြင်းထန်နေတယ်ဟုကချင်စစ်ရေးတရင်ရင်မြစ်ကပြောပါရယ်။စကခ21တခုတည်းမဟုတ်ဘူးအလုံးအလုံးဗမော်မျိုးမှာရှိတဲ့စကစခန်းတွေအကုန်လုံးကိုတပြိုင်တည်းထိုးစစ်ဆင်နေတာဟုကချင်စစ်ရေးတရင်ရင်မြစ်ကပြောပါရယ် KIA တရင်ရင်မြစ်အချို့ကဗမော်တိုက်ပွဲမှာယနေ့နေ့တွင်ပြန်လည်စတင်နေကြောင်းပြောပါရယ် ထို့ပြင်ဖားကန့်မြို့နယ်အတွင်းစစ်ကောင်စီကထိုးစစ်ဆင်လာ၍တိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီကအထင်အလျက်ရှိဟုကချင်စည်ရေးတရင်ရင်မြင့်များကအတည်ပြုပါရယ်ဖားကန့်လန်မအူပင်ဒေတာဤဧပြီ24ရက်ညတွင်စစ်ကောင်စီတပ်စစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်ထံမှလက်နက်ခဲယမ်းများစွာရရှိဟုစည်ရေးတရင်ရင်မြင့်ကအတည်ပြုသည်ထို့ပြင်ရန်သူသည် အလောင်းများစွန့်ပစ်ထားခဲ့ပြီးစုပ်ခွာသွားသည်ဟုဆိုသည် ဖားကန့်လန်းချောင်းမအူပင်ကနေကြောက်ဖြာအထိ KIA ထိန်းချုပ်ထားတဲ့နေရာကိုပြန်ရကျင်လို့လန်းချောင်းလာဖွင့်တဲ့သဘောမနစ်ကနဲ့ရန်နဲ့နန့်တိန်အဓိက စခန်းကုန်းတွေကိုပူပေါင်းတက်တွေကတိမ့်ပိုက်ထားတော့ရိတ်ခါလက်နက်လူပိုးမရဖြစ်နေတာ တကြောင်တစ်ခုတည်းကပဲအားကိုးနေရတာဟုစည်ရေးသတင်းရင်းမြစ်ကပြောပါရယ်လက်ရှိတွင်စစ်ကောင်စီကမြကြီးနားမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှရင်ငါးစီဖြင့်ဖာကတ်တနိုင်လန်အတိုင်းစစ်အင်အားအများပြားဖြင့်ဖာကတ်လမ်းဘက်တက်သွားသည်ဟု၎င်းကဆိုပါရယ်မအူပင်ကြီးရွာနာအထိနာဆုတ်ပြေးသွားတဲ့စခါတွေကိုကူဖို့လို့ယူဆရတယ်ဟုသတင်းရင်းမြစ်ကပြောပါရယ်အခြားကချင်သတင်းရင်းမြစ်ကလည်းကားမိုင်းလဝါဘက်ကနေအဲဒီလန်ကျော်အတိုင်းနယ်ယာလန်ကျော်အတိုင်းသူတို့ကစစ်အင်အား900လောက်ရှိတဲ့စခါနဲ့ပြည်သူစစ်ပူပေါင်းပြီးထိုးစစ်စင်နာမနေ းကနေလှုပ်ရှားလာတာဟုဖားကန့်ဒေတာစည်ရေးအခြေအနေကိုပြောပါရယ် ်ထို့ပြင်အင်းတော်ကြီးတာမခန်းလုံတုံတုံပြင်ဘက်တွင်လည်းအင်းအား300ခန့်စစ်ကြောင်းတစ်ခုဖြင့်စစ်ကောင်စီကထိုးစစ်ဆင်နေသည်ဟုကချင်သတင်းရင်းမြစ်ကပြောပါရယ်သူတို့ရည်ရွယ်ချက်ကဖားကန့်ကိုပြန်ပြီးမှထိန်းချုပ်နိုင်အောင်ပေါ့မနေ့ကနေစပြီးစစ်ရေးလှုပ်ရှားလာတာဟု၎င်းကပြောပါရယ်ဗမော်တိုက်ပွဲနဲ့ဖားကန့်လိုင်းတိုက်ပွဲအခြေအနေများနဲ့ပတ်သက်ပြီးမေးမြန်းရန် KIA သတင်းကြံကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးအားဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါရယ်တရုတ်အကူအညီဖြင့်စစ်ကောင်စီကကိုကန်တက် MNDAA ကိုဖိအားပေးအပြစ်ရစဲထားနိုင်သည့်အခြေအနေ တွင် KIA နဲ့ TNLA နဲ့မြင်းများကို စစ်ကောင်စီကပုံမှုထိုးစစ်ဆင်လာနိုင်ကြောင်းကချင်စည်ရေးလေးလာသူဦးစော်စံကပြောပါရယ်။ ရှမ်းမြောင်နောင်ချိုမြို့နယ်တွင်လည်းစစ်ကောင်စီက TNLA ကိုနေ့စဉ်တိုက်ခိုက်နေတယ်ဟု၎င်းကဆိုပါတယ်။ဘုံရန်သူဖြစ်တဲ့စကစကို KIA, TNLA, SSPB, AA အားလုံးလက်တွဲပြီးမတိုက်သေးရတော့တရုတ်အကူအညီနဲ့အာဏာရှင်စကစတပ်ဆိုးရှိနေပါတယ်။ရေဦးတော်လန်ရေးတပ်ဖွဲ့တွေပဲတိုက်နေရင်တော့စကပြုတ်ကြဖို့မလွယ်တော့ဘူး။အားလုံးဝိုင်းတိုက်မှရမှာပါဟုဦးစော်ဆန်းကပြောပါတယ်။စစ်ကောင်စီက every နှစ်ရက်မှ22ရက်အထိအပြစ်ရစဲမိဟုကြေညာစဉ်က KIA ကလည်းရင်းရက်အတိုင်းထိုးစစ်ဆင်မှုရက်ဆိုင်ကြောင်းကြေညာခဲ့တော့လေ။ စ်ကောင်စီကဗမော်အပါဝင်ကချင်ပြည်နယ်ရှိမြို့ရွာများ၌လေကြောင်းတိုက်ခိုက်ခြင်းမြေပြင်ထိုးစစ်ဆင်ခြင်းများပြုလုပ်ခဲ့သည်ထို့ကြောင့်အပြောနှင့်အလုံမညီသည့်စစ်ကောင်စီကဧပြီ23ရက်မှဧပြီ30ရက်အထိအပြစ်ရမည်ဟုထပ်မံတက်တန်းတို့ကြောင့်ဟန်ပြကြေညာခဲ့တော်လဲ KIA ကထိုးစစ်ရဆိုင်မှုထပ်မံတက်တန်းတို့ခြင်းမရှိခဲ့ပေကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်